ားလုံးပဲမင်္ဂလာပါဗျာ GDS channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့မင်းညာကမှပူရင်းလေးကြီးညာသွားခဲ့တဲ့ဒရင်းနှစ်ပုတ်ဖြစ်တဲ့ဆိုလင်းဦးနဲ့လီယန်ဟာရီစင်တို့ရဲ့ one championship ကပွဲတက်ပေးလိုက်တဲ့ပွဲစဉ်တွေပွဲရဲ့သုံးသက်ချက်အကြောင်း UFC ရဲ့ lightweight တန်း champion ကပတ်စင်ခေါ်ပွဲနေရာအတွက်အဆင်သင့်ဖြစ်နေပြီဆိုတော့ UFC က fighter jan justin gechi ဆိုတဲ့အကြောင်းနဲ့ အတားကင်မှာချန်ပီယံကပတ်စင်ခေါ်ပွဲမကြေပွဲအများဆုံးပြန်လည်ထိုးသက်ချင်းပါတယ်ဆိုတဲ့ UFC ရဲ့ light heavyweight တန်းချန်ပီယံဟောင်းကြီး LS Barra စတဲ့အကြောင်းအရာတွေကိုစူးစီးသုံးသပ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့မကြခင်အချိန်အတွင်းမှာ One Championship အဖွဲ့အစည်းရဲ့ပထမဦးဆုံးအမေရိကန်နိုင်ငံကိုသွားရောက်ထိုးတက်တဲ့မြန်မာ fighter တွေနဲ့ရှင်ပြိုင်ထိုးတက်သွားရတော့မယ်ကျွန်တော်တို့မြန်မာလက်ဝေသမားကြီးစိုးလင်းဦးဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခြင်းပါတယ် ကျွန်တော်တို့မြန်မာလက်ဝဲဖိုင်တာကြီးဆိုလေးဦးဟာဆိုလို့ရှိရင်တော့အခုလာမဲ့ One Championship 183 event ပွဲစဉ်မှာအရင်တော့က One Championship အဖွဲ့အစည်းရဲ့တကယ်ကိုနာမည်ကြီးဖိုင်တာတူဖြစ်ခဲ့တဲ့ Leon Harrison ဆိုတဲ့ Muay Thai fighter ကြီးနဲ့ရှင်ပြိုင်ထိုးသက်သွားရတော့မှာပဲဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ဟာအခုလာမဲ့ဩဂလ3ရက်နေ့မှာကျင်းပသွားမှာဖြစ်ပြီးတော့ဒီပွဲစဉ်အတွက်ဝမ်ချန်ပီယံရှစ်အဖွဲ့အစည်းကနေရာရွေးထားတာကတော့အမေရိကန်နိုင်ငံကိုလိုရာဒိုပြည်နယ် ဒန်ဖာမျိုးမှာကျင်းပသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ဟာကျွန်တော်မြန်မာလက်ဝဲဖိုက်တာတွေအတွက်အမေရိကန်နိုင်ငံမှာပထမဦးဆုံးချိန်တွားရောက်ရှင်ပြိုင်ထိုးသက်ရမယ့်ပွဲစဉ်ဖြစ်နေမတန်းတင်မဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဆိုလေးဦးအနေနဲ့ဘာတွေရနိုင်လဲ ဇိုးလင်းဦးနေနဲ့ဒီပွဲစဉ်ဟာအမေရိကန်နိုင်ငံမှာရှင်ပြိုင်ထိုးသက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အမေရိကန်နိုင်ငံကိုသွားရောက်တဲ့အခါမှာကုန်ကြမဲ့ဈေးကိုဝမ်ချန်ပီယံရှစ်ဖွဲ့စည်းကပေးမှာပါ။ဒါ့အပြင်ဝမ်ချန်ပီယံရှစ်ရဲ့တကယ့်ပွဲပွဲစဉ်ကြီးတွေမှာရှင်ပြိုင်ထိုးသက်သွားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ထိုးကြီးကလည်းဒေါ်လာနဲ့ရရှိမှာပဲဖြစ်ပါတယ်။ဒေါ်လာမဲ့ဒေါ်လာနဲ့ရရှိမဲ့အပြင်သူ့အနေနဲ့သူ့ရဲ့ပြိုင်မဲ့ဖိုက်တာကိုကောင်းဆုံးပုံစံနဲ့ရှင်ပြိုင်ထိုးသက်နိုင်ခဲ့မဲ့ဆိုပါကဒေါ်လာ9000ပါဘောနပ်စုချင်းကိုရရှိအောင်မှာဖြစ်ပါတယ်။ဒါလည်းလိုမျိုးရရှိအောင်မဲ့ဆိုတဲ့အနေထားမှာဆိုလေးဦးနေ နဲ့အကောင်းဆုံးစ조사ပို့တာလို့ပြီးတော့သူ့အနေနဲ့တကယ်တမ်းသာကျွန်တော်ပြောသလိုလောက်တိုင်ခဲ့မယ်ဆိုရင်တော့လုံဝကိုဆိုလင်းဦးအတွက်အကောင်းဆုံးဆိုမှအကောင်းဆုံးဆိုတဲ့ຢာတွေကစောင့်ကြိုနေတာပဲဖြစ်ပါတယ်ဆိုတော့ဆိုလင်းဦးအနေနဲ့အကောင်းဆုံး조사တော့ဖို့ပဲလိုပါတယ် ဇိုးလင်းဦးအနေနဲ့လက်ရှိလောလောဆယ်အချိန်မှာဆိုလို့ရှိရင်တော့ One Championship ဖွဲ့စည်းမှာသူဟာပွဲစဉ်6ပွဲထိုးသက်ထားပြီးတော့အဲ့ဒီတဲကမှ3ပွဲနိုင်3ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးတော့နိုင်ရရှိထားတဲ့3ပွဲဟာဆိုလို့ရှိရင်သူ့အနေနဲ့တောက်လျှောက်နိုင်ရရှိထားတာဖြစ်ပြီးတော့အလဲထိုးရည်နဲ့ကြီးပဲနိုင်ရရှိထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ One Championship ဖွဲ့စည်းကဇိုးလင်းဦးကိုဒေါ်လာတသိန်းနဲ့စာချုပ်ပေးလိုက်တာဖြစ်ပြီးတော့ဒေါ်လာတသိန်းနဲ့စာချုပ်ထဲမှာဆိုလို့ရှိရင်ပွဲစဉ်ပေါ့9ပွဲရှင်ပြိုင်ထိုးသက်သွားရမှာဖြစ်ပြီးတော့အခုချိန်မှာပွဲစဉ်3ပွဲရှင်ပြိုင်ထိုးသက်သွားပြီးဖြစ်ပါတယ်။3ပွဲ ရှင်ပြိုင်ထိုးသက်ထားတဲ့အထဲမှာဆိုလို့ရှိရင်သူ့အနေနဲ့ကံမကောင်းအကြောင်းမလားဆိုတဲ့သုံးပွဲစလုံးကိုဇက်တိုက်ရှုံးနိမ်ထားတာဖြစ်ပြီးတော့ဘတ်ချမ်ပီယံရှစ်ဖွဲ့စည်းကတော့မြန်မာပရိသတ်အင်အားကိုတီးတဲ့အတွက်ကြောင့်မလို့ဇိုးလင်းဦးကိုပွဲစဉ်တွေကတော့ထပ်ပေးနေတာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီတစ်ခါပေးလိုက်တဲ့ပွဲစဉ်ကတော့တော်တော်လေးကိုပွဲချောင်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်အဘလို့လည်းဆိုတော့သူနဲ့ရှင်ပြိုင်ထိုးသက်သွားမဲ့လီယန်ဟယ်ရစ်စတင်းဆိုတဲ့ဖိုက်တာဟာ 1ချန်ပီယံရှစ်အဖွဲ့အစည်းမှာပွဲစဉ်ပေါင်း6ပွဲရှင်ပြိုင်ထိုးသက်ထားပြီးတော့အဲဒီတဲကမှာလေးပွဲရှုံး၂ပွဲနိုင်ဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။နိုင်ယူရရှိထားတဲ့၂ပွဲကိုဆိုလို့ရှိရင်တော့သူအနေနဲ့အလဲထိုးတွေနဲ့ပဲနိုင်ယူရရှိထားတာဖြစ်ပြီးတော့ရှုံးနေထားတဲ့ပွဲစဉ်၄ပွဲပါဆိုရင်လည်း၃ပွဲကိုအလဲထိုးနဲ့ရှုံးနေထားတာဖြစ်ပါတယ်။ဆိုတော့ဒီ fighter ဟာ KO BK ဆိုတဲ့ fighter မျိုးဖြစ်ပြီးသူအနေနဲ့သူ့ရဲ့ပြိုင်ဘက် fighter တွေကိုအလဲထိုးနိုင်ယူတတ်တယ်လို့သူကလည်းနိုင်ယူပြီးဆိုရင်လည်းအလဲထိုးပြီးတော့နိုင်ယူမှသာရတတ်တဲ့ fighter မျိုးဖြစ်ပါတယ်။ အပြင်အခုချိန်မှာအသက်36နှစ်ရွယ်ပြီးဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆိုလင်းဦးအနေနဲ့ဒီဖိုက်တာကိုတာစီရယူထုတ်သက်သွားနိုင်တဲ့အနေအထားမှာလည်းရှိနေတယ်လို့ပြောရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ဟာဆိုလင်းဦးအတွက်ဝါချန်ပီယံရှစ်ကတဖန်ပြန်ပြီးအခွင့်ရေးပေးတယ်လို့ပြောရမှာဖြစ်ပြီးတော့ဆိုလင်းဦးအနေနဲ့ညောဦးနှက်ကပြောခဲ့တယ်လို့ဒီပွဲစဉ်မှာသာလီယန်ဟာရီဆန်ကိုပုံစံကောင်းပြသပြီးအလဲထိုးနဲ့နိုင်ရရှိနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့သူအနေနဲ့ဒေါ်လာ9000စုချင်းကိုရရှိသွားနိုင်တဲ့ပြင် မေဂန်နိုင်ငံမှာပထမဦးဆုံးရှင်ပြိုင်ထိုးသက်သွားတဲ့မြန်မာလက်ဝဲဖိုက်တာဖြစ်ပြီးတော့အဲ့ဒီရှင်ပြိုင်ထိုးသက်သွားတဲ့ပွဲစဉ်မှာဆိုရင်လည်းပုံစံကောင်းပြသနိုင်ခဲ့တဲ့မြန်မာလက်ဝဲဖိုက်တာတူအနေနဲ့မှတ်တမ်းတင်သွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ကတော့ဆိုလင်းဦးအတွက်ဝါချမ်ပီယံရှစ်ဘက်ကနေပြီးတော့ဒုတိယကြိမ်မြောက်ခွင့်ရပေးတဲ့ပွဲစဉ်ဖြစ်ပြီးဒီပွဲစဉ်မှာဘယ်လိုရှင်ပြိုင်ထိုးသက်သွားမလဲဆိုတာအကောင်းဆုံးစောင့်ကြည့်ကြရမှာပါ။ အခုလာမဲ့၈လပိုင်းမှာရှင်ပြိုင်ထိုးတက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆိုလင်းအနေနဲ့ပြင်ဆင်ချိန်ကလည်း၄လလောက်ရှိနေတာဖြစ်ပြီးတော့ကောင်းဆုံးပုံစံနဲ့လေ့ကျင့်ပြင်ဆင်သွားဖို့လိုအပ်ပါတယ်ဆိုတော့ဆိုလင်းအနေနဲ့ ဝယ်ကိုလည်းတင်းချာချာဝိတ်တန်းဝင်အောင်ချမယ် hydration test ကိုလည်းတင်းချာချာစူးစမ်းရယူမယ်ဆိုလို့ချင်ရင်သူ့အနေနဲ့စားတောက်ပုံစားတောက်နည်းစနစ်တွေပြီးတော့အာဟာရပညာရှင်နဲ့ဆွေးနွေးတိုင်ပင်တာမျိုးတွေထိပါလုပ်သင်ပါတယ်။ပိုသက်တဲ့နည်းစနစ်ပိုင်းရဆိုလို့ရှိရင်လည်းဂျန်ပေးဂျင်နာကသူ့အနေနဲ့ဒီတိုင်းနိုင်ငံကမွေထိုင်းကျင်တခုမှာသွားရောက်ပြီးတော့မြန်မာလက်ဝဲနဲ့မွေထိုင်းကိုပေါင်းဆက်ပြီးအကောင်းဆုံးပုံစံနဲ့လေ့ကျင့်ပြင်ဆင်သွားပြီးတော့မှပွဲထွက်သင်ပါတယ်။အမေရိကန်နိုင်ငံကရှင်ပြိုင်ထိုးသက်သွားမယ့်ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆိုလေးဦးအနေနဲ့တကယ်တမ်း ွဲစဉ်ကောင်းကောင်းသာရှင်ပြိုင်ထိုးတက်နိုင်ခဲ့မယ်ဆိုရင်နိုင်ငံတကာပြည်သက်တွေလည်းများကြီးရရှိနိုင်တဲ့အနေထားပါဆိုတော့ဒီပွဲစဉ်မှာတော့ကျွန်တော်အနေနဲ့ကတော့ဆိုလင်းကိုများကြီးမျောလင့်ထားမိပြီးတော့ဆိုလင်းအနေနဲ့ကျွန်တော်တို့ပြည်သက်တွေမျောလင့်ထားသလိုမျိုးအကောင်းဆုံးပုံစံပြသနိုင်ပြီးတော့နိုင်ပွဲရယူလာနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဒီနေရာကနေဆုတောင်းပေးလိုက်ပါတယ်ပြည်သက်ကြီးအနေနဲ့ကရောဆိုလင်းနဲ့ DM Harrison တို့ရှင်ပြိုင်ထိုးတက်သွားမယ့်ပွဲစဉ်မှာဆိုလို့ရှိရင် Bay Fighter ကနိုင်ယူရရှိသွားနိုင်လဲအားသာချက်အားနည်းချက်တွေဘယ်လိုမျိုးရှိသလဲဆိုတာကွန်မန်မှာဆွေးနွေးတုံ့ပြန်ရင်းခုန်ပေးခဲ့ကြပါဦးခင်ဗျာ အဲ့တော့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့ UFC ရဲ့ Light Heavyweight တန်းက Fighter Jam ဖြစ်တဲ့ Alex Barra အနေနဲ့သူ့ရဲ့ Champion ကပတ်ကိုပြန်ပြီးတော့တဖန်ပြန်လဲစိန်ခေါ်ခွင့်ချက်ချင်းတောင်းဆိုထားပြီးတော့ပကြခင်အချိန်အတွင်းမှာလဲ UFC ဥက္ကဋ္ဌကြီးဒေနာဝဲကမကြေပွဲချက်ချင်းပြန်လဲပေးသွားမယ်ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခြင်းပါလိမ့်။ပြီးခဲ့တဲ့ UFC 313 Eva ပွဲကဟာဆိုရရှင်တော့ရိတ်သက်တွေကြားထဲမှာတကယ်ကိုပြောစရာပွဲချမ်းတဲ့ပွဲဖြစ်ခဲ့ပြီးတော့အဲ့ဒီခေါင်းပွဲ main event ပွဲစဉ်ဖြစ်တဲ့ မာဂူမတ်အန်ကာလိုက်ရနဲ့ LS Spira ရဲ့ပွဲစဉ်မှာ LS Spira အနေနဲ့ရှင်ပြိုင်ထိုးတက်သွားတဲ့ performance ဟာအင်မတန်ကိုတော်တော်လေးကိုကြည့်ရဆိုးနေတာဖြစ်ပြီးတော့သူ့အနေနဲ့ တခြား fighter တူကဝင်ရောက်ထိုးတက်နေသလားထင်ရလောက်အောင်ပုံစံကောင်းမပြတာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းနိုင်ငံရရှိသွားတဲ့ဒီမာကွန်မန်အန်ဂါလိုက်ရဲ့ကိုလည်းကြီးကျူးရမှာဖြစ်ပြီး Ellis Barra လိုမျိုးကောင်းလှပါတဲ့ဆိုတဲ့ kickboxing ကစားသမားကိုသူ့အနေနဲ့ pressure ပေးပြီးစော့ပြသွားတာဖြစ်ပြီးတော့ငါးကြီးတစ်လုံးမှာ striking ဘိုင်းကိုတီးတန့်အသားပေးပြီးတော့ pressure ပေးပြီးစော့ပြသွားတာပဲဖြစ်ပါတယ်။ အဲ့ဒီပွဲစဉ်ကို live ကြည့်လိုက်ရတဲ့ပရိသတ်တွေအနေနဲ့လည်းသတိထားမိမယ်လို့တင်ပြမိပြီးတော့ LS Byer အနေနဲ့အဲ့ဒီပွဲစဉ်မှာအရင်တုန်းကရှင်ပြိုင်ထိုးတက်သွားခဲ့တဲ့ LS Byer နဲ့လုံးဝမတူဘူးဆိုတာ LS Byer ရဲ့တကယ်မာကန်ပရိသတ်တွေသတိထားမိမယ်လို့တင်ပြမိပါတယ်။အဲ့ဒီပွဲစဉ်မှာ LS Byer ဟာ Marco Van Angelay ရဲ့ကိုပထမအချီနဲ့ဒီနောက်ဆုံးချီတွေမှာသူ့အနေနဲ့ပွဲသိမ်းပြနိုင်ဖို့အတွက်အခွင့်အရေးတွေရှိခဲ့ပေမဲ့လုံးဝကိုပွဲမသိမ်းပြနိုင်ခဲ့ပဲနဲ့ Marco Van Angelay ရဲ့ဒီ take down တွေကိုလုံးဝကိုကြောက်နေတဲ့ပုံ ပေါက်နေတာဖြစ်ပါတယ် striking ဘက်မှာဆိုလို့ရှိရင်လည်း Marco van Ancelay ရဲ့အနေနဲ့က LS Pereira ကိုဒုတိယအကြီးမားမူးဝေတော့အောင်ထိုးပြနိုင်တဲ့အတွက်ကြောင့်မလို့အဲ့ဒီပွဲစဉ်မှာ LS Pereira အနေနဲ့ဒီ Marco van Ancelay ရဲ့ကိုအရေးစွန်ပြီးဝင်ထိုးဖို့အတွက်လုံးဝကိုသူ့အနေနဲ့ကြောက်နေတယ်လို့ကျွန်တော်အနေနဲ့ကတော့ထင်မြင်သုံးသပ်ယူဆမိပါတယ် ဆိုတော့ LS Spider အနေနဲ့ဘာကြောင့်ဒီလိုပုံစံမျိုးဖြစ်သွားရသလဲကျွန်တော်အနေနဲ့ဒီအဖြစ်တစ်ခုထုတ်ချင်တာက Marco Van Anger Lyre အနေနဲ့ဒီပွဲစဉ်ထိုးတက်ဖို့အတွက်မန်ကန်လေ့ကျင့်ပြင်ဆင်နေတဲ့အချိန်မှာဆိုလို့ရှိရင် LS Spider အနေနဲ့ခီးတွေပတ်ထွက်ပြီးတော့သူ့အနေနဲ့ social media ပေါ်မှာအချိန်ကုန်နေတာလုံးဝကိုများနေတာပဲဖြစ်ပါတယ် အရင်တုန်းကဆိုရင်ပွဲစဉ်နီကတ်လာရနေမြအဲလက်စပိုင်ရာအနေနဲ့သူ့ရဲ့အကောင်းဆုံးကြိုးစားလက်ကျင့်ပြင်ဆင်ထားတဲ့ပုံစံတွေကိုချပြလာခဲ့တာဖြစ်ပြီးဒီတစ်ခါမှဆိုလို့ရှိရင်တော့သူ့အနေနဲ့အဲ့ဒီလိုမျိုးတွေလည်းမချပြခဲ့ပဲနဲ့တကယ်ကိုသူ့အနေနဲ့အလေးလိုက်နေရလို့ကျွန်တော်အနေနဲ့ကတော့အဲစကလုံးကိုသုံးနှုံးခြင်းပါတယ်ဆိုတော့ပွဲစဉ်ကလည်းပြီးသွားပြီရှုံးကလည်းရှုံးပြီးသွားပြီချန်ပီယံကပတ်ကလည်းပြုတ်သွားပြီဆိုတဲ့အနေထားမှာ UFC ဖွဲ့စည်းက LS Barra ကိုမကြေပွဲပြန်တဲပေးဖို့အတွက် သူကပြောလိုက်ပါတယ်မချေပွဲပြန်တယ်ပေးဖို့ဆိုတာကလည်း LS ဘာရာနေနဲ့ထိုက်တန်တဲ့ fighter တယောက်ဖြစ်ပြီးတော့သူဟာသူ့ရဲ့ champion ကပတ်ကိုတစ်နှစ်အတွင်းမှာ၃ချိန်ကာကွယ်ပြသွားခဲ့တာဖြစ်ပြီးတော့အဲ့ဒီလိုမျိုးကာကွယ်ပြနိုင်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်တဲ့အနေအထားဖြစ်ပါတယ်ကာကွယ်ပြသွားတဲ့နေရာမှာဆိုရင်လည်းအလဲထိုးရင်းနဲ့ကြီးပဲကာကွယ်ပြသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ LS ဘာရာဟာ light heavyweight မှာအင်မတန်ကိုထိုက်တန်တဲ့ champion တူဖြစ်တယ်လို့ကျွန်တော်နေနဲ့ကတော့ပြောချင်ပါတယ်ဆိုတော့အဲ့ဒီလိုမျိုး သူ့အနေနဲ့သူဟာအရင်တုန်းကပွဲချမ်းထားခဲ့ဘူးတဲ့အရှိန်တွေရှိတဲ့အတွက်ကြောင့်မလို့ LS Barra ကို UFC ဘက်ကနေအခွင့်အရေးပြန်ပေးတာဖြစ်ပြီး UFC ဘက်ကဥက္ကရာကြီးဒေနာဝိုက်အနေနဲ့ကိုယ်တိုင်အနေနဲ့ကလည်းချက်ချင်းကိုပွဲပြန်တည်ပေးမယ်ဆိုပြီးပွဲပြီးအင်တာဗျူးမှာပြောတော့တာပါ ဆိုတော့ဒီပွဲစဉ်ဒီမှာ LS Barra အနေနဲ့ဘာရီတင်ကန်းဆိုင်ရသွားတယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲကိုစူးစားလက်ကျင့်ပြင်ဆင်ပြီးတော့ချိတ်ကပ်မယ်ဆိုတော့တင်ကန်းဆိုင်တော့ရသွားလောက်ပါတယ်။မာကိုမန်အန်ကလန်ရဲ့ကို short track ထားမိတာကနေပြီးသူ့ရဲ့ champion ကပတ်ကြီးပါဆုံးရှုံးလိုက်ရတာဖြစ်ပြီးတော့ပေါင်းဖို့ပေါင်း ranking စီးရင်ကနေရာပါပြုတ်ထွက်သွားတာဖြစ်ပါတယ်။ဆိုတော့ LS Barra အနေနဲ့သူပြောလာခဲ့တဲ့ပုံစံရဆိုလို့ရှိရင်သူဟာအခုချိန်မှာအကောင်းဆုံးစူးစားလက်ကျင့်ပြင်ဆင်နေပြီဖြစ်ပြီးတော့မကြခင်မှာပွဲစဉ်ပြန်လည်ထိုးသက်သွားမယ်။မကြေဝဲပြန်လည်ထိုးချစ်ပြန် င်ထိုးသက်သွားမယ်ဆိုရင်မာကိုမတ်အန်ကာတာရဲ့ကိုအနိုင်ယူရရှိပြီးတော့သူ့အနေနဲ့ပြန်လာခဲ့ပါမယ်ဆိုပြီးပြောသွားခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့သူတို့တစ်ယောက်တစ်ဖက်ပြန်လဲရှင်ပြိုင်ထိုးသက်သွားမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ striking ဘိုင်းမှာအကောင်းဆုံးကြိုးစားလက်ကျင်ပြင်ဆင်သင့်ပြီးတော့သူ့ရဲ့ပြိုင်ဘက် fighter ရဲ့ဒီလျင်မြန်မှုကို လိုက်ပြီးတော့ကာကွယ်နိုင်မဲ့ပုံစံမျိုးစောတင်ပါတယ်။ဘာလို့လဲဆိုတော့ပထမပွဲစဉ်မှာမာကိုမတ်အန်ကာလိုက်ရဲ့အနေနဲ့ဒီလုံးဝကိုလှလင်းမြန်မြန်စောပြသွားတာဖြစ်ပြီးတော့ LS Spider ကတစ်ချက်သူကနှစ်ချက်ပုံစံမျိုးစောပြသွားတာဖြစ်ပါတယ်။ဒါအပြင်တိတ်တောင်းတွေကိုလည်းလုံးဝကြောက်မနေပဲ ထိုးစရာရှိတာဝင်ပြီးထိုးဖို့ Elspire အနေနဲ့လည်းပြင်ဆင်သွားရမှာပါ။ဘာဖြစ်လို့လဲဆိုတော့ပထမပွဲစဉ်တုန်းကတိတ်တောင်းတွေကိုအများကြီးကာကွယ်ပြသွားနိုင်ခဲ့ပေမဲ့ striking ဘက်မှာဆိုလို့ရှိရင်တော့တိတ်တောင်း defend ကိုကြောက်နေတဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုနှိမ်ပါခဲ့ရတာပဲဖြစ်ပါလိမ့်။ဆိုတော့ Elspire အနေနဲ့အဲ့ဒီလိုမျိုးသားအကောင်းဆုံးကြိုးစားလက်ကျင့်ပြင်ဆင်သွားမယ်ဆိုလို့ရှိရင်အခုလာမယ့်ဒုတိယမြောက်ပွဲစဉ်မှာကျွန်တော်တို့ပရိသတ်တွေအနေနဲ့ပွဲကောင်းပွဲချမ်းတဲ့ပွဲကိုစောင့်ကြည့်သွားရဖို့ရှိနေတာပဲဖြစ်ပါလိမ့်။ပရိသတ်တွေအနေနဲ့ကရော Elspire နဲ့ ဘာကူမန်အင်္ဂါလာရဲ့တို့မကြေဝဲပြန်လဲထိုးတက်ကြပြီဆိုလို့ရှိရင်ဖိုက်တာနှစ်ယောက်လုံးနေနဲ့ဘယ်လိုပုံစံမျိုးဖြစ်သွားနိုင်တယ်လဲ LS Spire ကရောထပ်ပြီးတော့နိုင်ယူနိုင်မလားဆိုတာကို comment မှာကျွန်တော်နဲ့အတူတူဇွန်နေ့ဆုံးတက်ချင်းခုံပေးခဲ့ကြပါဘုရားနောက်ထပ်တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ UFC ရဲ့ lightweight တန်းက champion စင်ခေါ်သူ fighter ဖြစ်တဲ့ Justin Gaethje အနေနဲ့ Rafael Fiziko နိုင်ယူပြီးတဲ့နောက်မှာသူ့အနေနဲ့ ူဟာချန်ပီယံကပ်စင်ခေါ်ခွဲထိုက်တန်ပါတယ်ဆိုပြီးပြောဆိုလိုက်တဲ့အကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ပြီးခဲ့တဲ့ UFC 333ဤဘက်ပွဲစဉ်မှာဆိုလို့ရှိရင် UFC ရဲ့လက်ဝတ်တန်းကပွဲချန်တပွဲလဲပါဝင်ခဲ့တာဖြစ်ပြီးတော့အဲဒီပွဲစဉ်မှာဆိုလို့ရှိရင် UFC ရဲ့အရင်တုန်းကဂျားပြတ်ချန်ပီယံဟောင်းတူဖြစ်ခဲ့ဘူးသူ Justin Gaethje နဲ့ UFC မှာတကယ်ကိုကျန်းတဲ့မွေထိုင်းကစားသမားဖြစ်တဲ့ Rafael Fiziro ကိုရှင်ပြိုင်ထိုးသက်သွားကြတာပဲဖြစ်ပါတယ်။အဲဒီပွဲစဉ်မှာဆိုလို့ရှိရင်ပရိသတ်တွေအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲ Justin Gaethje အနေနဲ့ Rafael Fiziro ကိုတုံးကြီးပြေရှင်ပြိုင်ထိုးသက်ကစားပြသွားခဲ့ပြီးတော့တုံးကြီး င်းစလုံးမှာတာစီရယူပြီး UN နံပါတ်10ရှင်နဲ့နိုင်ယူရရှိသွားခဲ့တာဖြစ်ပါတယ်ဆိုတော့အဲဒီလိုမျိုးနိုင်ယူရရှိသွားခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ Justin Gage ဟာသူ့အနေနဲ့သူဟာ ချန်ပီယံကစင်ခေါ်ခွင့်ထိုက်တန်တဲ့ fighter တူဖြစ်တယ်ဆိုပြီးတော့ပြောလာခဲ့ပါပြီ။ဘာလို့လဲဆိုတော့ Justin Gaethje ဟာသူပြောတဲ့ပုံရဆိုလို့ရှိရင်သူဟာနောက်ဆုံးထိုးသက်ထားတဲ့၄ပွဲမှာဆိုလို့ရှိရင်သူ့အနေနဲ့၃ပွဲကိုနိုင်ယူရရှိထားတယ်။ရှုံးသွားတဲ့ပွဲဟာဆိုလို့ရှိရင်လည်းဒီ exhibition match လို့ပြောရမယ့်ပွဲစဉ်မှာရှုံးသွားခဲ့တာဖြစ်ပြီးတော့နိုင်ယူရရှိထားတဲ့၃ပွဲစလုံးကိုဆိုလို့ရှိရင်လည်း performance ကောင်းနေပြသထားနိုင်တဲ့အတွက်ကြောင့်မို့လို့သူဟာနောက်ထပ် champion စင်ခေါ်ခွင့်ရရှိတဲ့နယ်ဆိုပြီးတော့သူ့အနေနဲ့ပြောထားလာခဲ့တာပဲဖြစ်ပါတယ်။ ဂျမင်းစင်ကော်ကွင်ရရှိတင်သလားဆိုတဲ့အနေထားမှာဒီ UFC ဖွဲ့စည်းရဲ့ဒီ top 5စီးရင်းတဲ့က fighter တွေမှာချန်ပီယံကြီး Islam Akhshat မထိုးတက်ရသေးတဲ့ fighter ဟာ Justin Gaethje ပဲကြံရှိတော်တာဖြစ်ပါတယ်။ဆိုတော့ Justin Gaethje အနေနဲ့ ချန်ပီယံချင်းအစ္စလာမာကချက်ကသာအခွင့်အရေးပေးမယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့ချန်ပီယံကပ်စင်ခေါ်ခွင့်နောက်တစ်ချိန်ရရှိသွားနိုင်တာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းပရိသတ်တွေအားလုံးသိတဲ့အတိုင်းပဲချန်ပီယံကပ်စင်ခေါ်ခွင့်ရရှိပေးမယ်လဲဂျက်စတင်ကစ်ချီအနေနဲ့အစ္စလာမာကချက်ကိုနိုင်ယူနိုင်မှုရည်ချင်းလုံးဝမရှိပါဘူး။ဒါပြင်အသက်အရွယ်ကလည်း36နှစ်ရွယ်ရှိပြီဖြစ်တဲ့အနေထားမှာသူ့အနေနဲ့ချန်ပီယံဖြစ်ဖို့ဆိုတာတော်တော်လေးကိုခဲယဉ်နေတာဖြစ်ပြီးတော့အမေလောကကပါအားယူသွားရနိုင်တဲ့အနေထားမှာဂျက်စတင်ကစ်ချီအနေနဲ့ချန်ပီယံကို နိုင်ယူပြီးချန်ပီယံကပ်ပဲရယူသွားနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ကျွန်တော်ကတော့လုံးဝလုံးဝသုံးသပ်ပြီးပါတယ်ဗိတ်တက်ဒီနေကရော Justin Gaethje အနေနဲ့ချန်ပီယံကပ်စိန်ခေါ်ခွင့်ရရှိတင်တလားဆိုတာကို comment မှာဆွေးနွေးတုံ့သက်ရင်းခုန်ပေးကြပါဦးခင်ဗျာဗီဒီယိုလေးကိုစုံလိုက်ရှိပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်